ရက်စတာရက်စတာဆိုပါတယ်ရက်စတာဆိုတော့အဲလျှက်စီးကြောင်းတစ်ခုကိုလက်စီးတစ်ပိုင်းဟန်တန်းလိုက်တဲ့ electronic ဒီတစ်ခုပြနေတယ်နော်ရက်စတာရဘာတွေသုံးလဲဆိုရင်ရက်စတာရအဲလျှက်စီးကြောင်းတစ်ခုရဲ့ current တွေ volt တွေ power တွေကိုဒင်းကြီးဖို့အတွက်သုံးတယ်ရှင်းလားနော်ရက်စတာမျိုးစား၃မျိုးရှိရယ်၃မျိုးရှိရယ်၃မျိုးရှိရယ်ပထမဆုံးတစ်ခုက fit ရက်စတာတမိုးတက်မှတ်ထားပြီးတော့ကြောင်းလို့ရတယ်ရက်စတာရှင်းမလဲအေးနောက်ခုမြောက်က variable resistor variable register ဆိုတာလိုသလိုပြောင်းလဲနိုင်တဲ့ register တမျိုးဖြစ်တယ်ပြီးရင်နံပါတ်3မြောက် register special register special register မှာအလင်းနဲ့ပြောင်းလို့ရှိရင် area အပူနဲ့ပြောင်းလို့ရှိရင် thermistor ဆိုပြီးနှစ်မျိုးရှိတယ်အဲ့ဒီ register သုံးမျိုးလေးကနေလေသုံးမျိုးလေးကဒီ fit register လို့ခေါ်တယ်ဒီလိုပေါ့ဒီ color code လေးတွေနဲ့ရောင်းနေပါတဲ့ register အဲ register အကြောင်းကိုရှင်းပြပြမယ်နော်ဒီမှာဆုံးအဲ register အကြောင်းကိုရှင်းပြရင်း ရက်စတာတွေတွက်ချက်တဲ့အခါကျရင်သုံးရမယ်အဲသုံးရမယ်လေဘူးကသုံးရမယ်ဟုတ်ကုလားပေါ့နော်ကုလားပြမယ်နောက်တော့ညိုနော်မြန်အောင်နေဘူးညိုအေနီနေမောတော့ဝါလီစိန်ငါပြာချောင်းရန်ခွန်ကိုရှစ်ဖြူကိုနန်းသုံးရနော်ရွှေဆိုလို့ရှိရင် plus or minus 5%ရင် into 0.1 on ငွေအောင်ဆိုလို့ရှိရင် plus or minus 10% into 0.01အောင်လို့ရှိပဲမျိုးဆိုတာအညိုရောင်အနီဆိုတာအနီရောင်မောဆိုတာလိမ်မောဝါဆိုတာအဝါရောင်နော်စိမ့်ဆိုတာအစိမ့်ပြာဆိုတာအပြာရမ်းဆိုတာခရမ်းရောင်ခိုးဆိုတာမျိုးကိုပြူဆိုတာအပြူနတ်ဆိုတာအနီရွှေဆိုတာရွှေနော်ဝေဆောင်ပေးတာပဲအဲ resistor တွေမှာ color ဘယ်လိုမျိုးရှိလဲလို့ပြောရင်အဲ color 3 band 4 band 5 band 6 band ဆိုပြီးတော့အဲ ရောင်၄မျိုး၃ရောင်လာတဲ့កောင်ရှိမယ်ရောင်၄ရောင်လာတဲ့កောင်ရှိမယ်ရောင်၅ရောင်လာတဲ့កောင်ရှိမယ်ရောင်၆ရောင်လာတဲ့កောင်ဆိုပြီးတော့ရှိမယ်เนาะ၄မျိုးဆိုပြီးရှိတယ်၄မျိုးရှိမယ်အဲအဲထဲမှာအဲ register 3ဘန်နဲ့တွက်တာနဲ့4ဘန် register တွက်တာတူတယ်เนาะတူတယ်5ဘန်နဲ့6ဘန်နဲ့ကတော့မတူအဲ3ဘန် register ဆိုလို့ရှိရင်ရောင်၃ရောင်ရှိမယ်အဲသူ register ကို color code ပဲဆိုလို့ရှိရင်ရှေ့ကနေ2 digit ကိုပဲယူမယ်2 digit ကိုပဲတွက်မယ် ဒီအနောက်ကကနန်း plus or minus 20%အတိုးလျှော့ရှိမယ်ဒါ3 band resistor မှာအတိုးလျှော့20%ရှိရဆိုတော့နော်ပြီးရင်4 band resistor 4 band resistor ဆိုတာအယောက်၄အောင်ရှိမယ်သူ့ကိုတွက်လို့ရှိရင်3 band resistor နဲ့တူတူပဲ2 digit ရှေ့ကနန်းနှလုံးကိုပဲတွက်မယ်သူ့ရဲ့အတိုးလျှော့တန်ဖိုးက plus or minus 5% and plus or minus 10%လောက်ရှိမယ်နော်အဲဒီ5 band resistor ကြတော့အယောက်၅မျိုးရှိမယ် သူ့ကိုတွက်လို့ရှိရင်ရှေ့က3 band resistor နဲ့4 band resistor နဲ့မတူဘဲနဲ့ဒီမှာ 3D ကြီးကိုတွက်မယ်ရှေ့ကနန်း၃လုံးတွက်မယ်သူ့ရဲ့ dual shot တန်ဘူက plus or minus 1% plus or minus 2%ဆိုရှိမယ်ပြီးနောက်တစ်မျိုးက6 band resistor 6 band resistor အယောင်6အောင် ရှိမယ် and ဒီအယောင်တွက်တဲ့ခါကျလို့ရှိရင်ဒီကြီးက5 band resistor နဲ့တူတူပဲ3ရှေ့ကကနန်း၃လုံး 3D ကြီးကိုပဲတွက်မယ်သူ့ရဲ့ dual shot တန်ဘူက plus or minus 1%ရယ် plus or minus 0.25%ရှိမယ်အဲအဲ့ဒီ ဒဲမှာ3 band 4 band 5 band 6 band resistor ၄မျိုးတွေက3 band resistor နဲ့4 band resistor ရဲ့တနည်းကိုရှင်းပြပေးမယ်အဲအဲ့တော့3 band resistor နဲ့4 band resistor ကိုပေါင်းပြီးတော့ရှင်းပြမယ်ဆိုတော့3 band resistor နဲ့4 band resistor 22လို့နော်အဲ3 band resistor တွေကို3 band resistor resistor နဲ့4 band resistor တွေကိုတွက်တဲ့အခါကျလို့ရှင်ပထမဆုံးအင်္ဂဏန်ကိုခြာရေးမယ်ဒုတိယအင်္ဂဏန်ကိုလည်းခြာရေးမယ်တတိယအင်္ဂဏန်ကျတော့အဲဒီမှာခြာရေးရတဲ့နံပါတ် တစ်ချာရရလို့ရှင်အတုံးရတစ်လုံးပေါ့နှစ်ချာရတိုင်းအတုံးရနှလုံးဆိုချာရမယ်စတုဒ္ဓရွှေရောင်းငွေရောင်းလာတယ်အဲရွှေရောင်းဆိုလို့ရှင်ဆွမ်းလာပြောတဲ့အတိုင်း plus or minus 5%ရှိမယ်ငွေရောင်းဆိုလို့ရှင် plus or minus 10%ရှိမယ်နော်အဲအားလုံးဒီနီနီနဲ့ဆိုတဲ့ register တခုတက်မယ်နော်နီနီဆိုတဲ့ register တခုတက်မယ်ဆိုလို့ရှင်အလီအလီဆိုလို့ရှင်ပထမကနန်းဖြစ်တဲ့အတွက်ခြာရရမယ်အနီးဆိုတဲ့အတွက်ဒီမှာအနီးကနှစ်နော်အနီးနှစ်ဆိုတဲ့အတွက်နှစ်ကိုခြာရရမယ်ပြီးရင် ဒုတိယကဏ္ဍဒုတိယကဏ္ဍကိုလည်းဒုတိယ digit ကဏ္ဍကိုလည်းခြာရေးရမယ်ဆိုတဲ့အတွက်နှစ်ကိုပဲခြာရေးမယ်နော်ဒီခြာရေးမယ်20နှစ်อืมအနက်တတိယကဏ္ဍက၃ညခြာရေးဆိုတဲ့အတွက်အနက်ကကြတော့၃ညနော်၃ညဇွာတလုံးမှမရှိဘူးဆိုတဲ့အိပ်ပဲ၃ညတလုံးမှမရှိဘူးတော့22အောင်နော်22အောင်တနီလူအောင်ရစစ်တာဟာအဲအဲ့ဒါကမှဒီကောနီနီနဲ့ရွှေဆိုလို့ရှိရင်22အောင်နော် plus or minus 5%နော်အုံတန်ဘောက5%အုံရှိမှာပြီးရင်ညိုနဲ့ညညိုနဲ့ညဆိုလို့ရှိရင်အညိုညိုက1ပထမကဏ္ဍချရေးဆိုတော့အဲ့ကိုချရေးမယ်အနက်ဒုတိယကဏ္ဍလည်းချရေးဆိုတဲ့အတွက်အနက်3ညကိုချရေးမယ်နော်ပြီးရင်အနီး3ညချရေးအနီးက2ဖြစ်တဲ့အတွက်3ညနှလုံးဆိုရအတိပဲနော်အာ3ညနှလုံးဆိုရအတိပဲ3ညနှလုံးဆိုရအတိပဲဆိုတော့ဒီတစ်စင်းနောက်ကို3ညနှလုံးထည့်ပေါင်းမယ်နှလုံးထည့်ပေါင်းမယ်ဆိုတော့1000နော်1000အုံးပေါ့နော်စားနေပြီးတယ်နော် ထောင်အောင်တထောင်အောင်ဆိုတာ 1k နဲ့တူမယ်နော် 1k အောင်ပေါ့ o x m o ဟုတ်တင်ရရရင်ဒါအောင်တင်ရနော်အဲအဲ့ဒီ node နီဆိုမှအရောင်300မဟုတ်ပဲနဲ့စတုတ္တရောင်ပါလာတယ်ငွေရောင်ပါလာမယ်ဆိုလို့ရှိရင်ငွေပါမယ်ဆိုလို့ရှိရင် plus or minus 10%ရှိမယ်နော် 1k အောင်ဒါပေမဲ့သူ့အလို့ short term ပေါ့ plus or minus 10%ရှိမယ်အဲ10%တိုးနေတိုးမယ်10%ရှင်းအောင်ရှင်းမယ်အဲ့လိုပေါ့အလို့ short ရှိရတဲ့ပုံမျိုးနော် အင်းနောက်ရစီစာတစ်ခုအတွက်လည်းဝါစိမ့်နီဝါစိမ့်နီဆိုရတဲ့အဝါလေးပထမကနန်းချာရီဒီအစိမ့်ငါချာရီနော်ဒုတိယကနန်းကိုချာရီပြီးတတိယနီနီဆိုတော့နှစ်နော်နှစ်ဆိုတော့ငွေနှလုံးငွေနှလုံးဆိုတော့ငွေနှလုံးချာရီပြီးတော့ငါရာဩပြီးတော့ငါအောင်သွား4.5 k နဲ့တွေ့နော်4.5 k ဩ4.5 k ဩအဲ့တော့ပဲဒီစလုပ်တော့ရမှာရွှေရောင်ပါလို့ရှင် plus or minus 5%ဝင်ရောင်ပါလို့ရှင် plus or minus 10%ဆိုပြီးတော့ပြောရမယ်နော်အဲကြောင့်3ဘန် resistor နဲ့4ဘန် resistor 22လို့ပြောတာနော်ဒီစလုပ်တဲ့အကြောင်းကရွှေရောင်လိုင်း plus or minus 5%ငွေရောင်လိုင်း plus or minus 10%ဆိုပြီးတော့ထည့်ပြလိုက်ရပါနော်ပြီး now resistor တစ်လုံး mo ပြနီ mo ဆွဲအတွက်3အပြာဆွဲအတွက်6နော်အနီးဆွဲအတွက်နှလုံးပဲနော်၃ညနှလုံးဆိုရင်၃ညနှလုံး3600ဟော3600ဟောကနန်းနဲ့ရေးမယ်ဆိုရင်3.6 စေကေအောင်နော်ဒီဒီမောပြန်နေမဟုတ်ပဲနဲ့နောက်ကဒီငွေရောင်းလို့ရှူရောင်းလို့ပါလာရင်စောနာပြောတဲ့အတိုင်းပဲနော် plus or minus 5% percent or plus or minus 10%ပေါင်းနေမယ်အဲနောက်တစ်လုံးနိနိရွှေအနီယာနဲ့အောင်နီယာဒုတိယကနေချာကြီးနဲ့ရွှေရွှေဆိုတော့ဒီမှာ၃ယောက်နော်၃ယောက်မှာပါကောင်းပါလေရွှေဆိုရဲ့အတွက်ဒီမှာရွှေမှာ plus or minus 5%ရယ်0.1 ohm into 0.1 ohm เนาะ into 0.1 ohm 20 nit ကို20 nit ကို0.1 ohm နဲ့မြောက်တော့2.2 ohm နော်3.2 ohm 3.2 ohm ရရနော်ရှင်းအောင်နော်3.2 ohm 2.2 ohm ရရနော်နင်းနေရွှေအနီးကနင်းပထမကဏ္ဍဆိုရဲ့ခြာရည်ပြီးနောက်ဒုတိယကဏ္ဍအနီးဒုတိယကဏ္ဍခြာရည်အနီးကနင်းနှစ်ခြာရည် ပြီးလို့ရှိရင်တတိယကနေတတိယကနေဆိုရဲဒီမှာ तू ကခိုင်းအရောင်တွေမဟုတ်ဘဲနဲ့ရွှေရောင်ပြည့်တယ်နော်ရွှေရောင်ပြည့်တဲ့အတွက်ရွှေမှာဒီ multiply မှာ0.0.1အုံနဲ့မြောက်နော်22ကို0.1အုံနဲ့မြောက်တော့2.2အုံပြရနော်ဒီအဲဆိုရင် resistor ရဲ့ color code ကိုကြည့်ပြီးတော့20ကိုနားလည်မယ်လို့ထင်ပါတယ်အမ်အင်္ဂါကတော့မောမောမျိုးရွှေဆိုတဲ့ resistor ရဲ့တန်ဖိုးရဲ့ နိုနက်မော်ဆိုတဲ့ register ရဲ့တန်ဖိုးရယ်မော်ပြာရန်ဆိုတဲ့ register ရဲ့တန်ဖိုးတွေကိုဒီ video ရဲ့အောက်မှာကိုတီးတလောက်ခြိုင်းကြပါအောင်နော်အားလုံးကျေးဇူးများတင်ပါတယ်